တနင်္ဂနွေသားသမီးများကဒီ၁၇လပိုင်းဆိုတာကတော့မိမိတို့အထူးဂယုပြုရမယ်ဂယုဆိုင်ရမယ်လာတလဖြစ်ပါတယ်ပေါ့ပေါ့ပြက်ပြက်မနေထိုင်မိအောင်လည်းအထူးစင်ကြင်ရမှာဖြစ်ပါတယ်မိမိတို့အနေနဲ့ဆယ်လပိုင်းအကုန်၁၇လပိုင်းလအစကနေစပြီးတော့မှမိမိတို့ရဲ့ဒိဋ္ဌံတစ်ခုခုကိုလေးလေးနက်နက်လေးပြုလုပ်ပြီးတော့ ူတောင်းတိုင်းတယ်ပေးတာမျိုးနော်မိမိတို့အနေနဲ့ဒိဋ္ဌံတစ်ခုခုကိုဝင်ထားတာမျိုးကြီးရှိထားမှာဖြစ်ပါတယ်။တနည်းအနေသာသမီများ ဆိုလို့ရှိရင်စက္ကလပိုင်းမှာမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့မှစိတ်ဝမ်းကွဲစရာတွေကြုံရတတ်ပါတယ်။စေယုံစေကန်းတွေရောက်ရှိရတတ်ပါတယ်။မိမိတို့အနေနဲ့ဒီလဟာဒေါရကြီးလွယ်မယ်ဒေါရထွက်လွယ်မယ်စိတ်မထိန်နိုင်တဲ့လတလဖြစ်ဖြစ်တတ်ပါတယ်။ ။ဒါကြောင့်တနင်္ဂနွေသားသမီးများအဆိုလို့ရှိရင်တော့ဒီ၁၇လပိုင်းမှာအထူးကယူဆရမှာဖြစ်ပါတယ်။ကျမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီ၁၇လပိုင်းမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့ကောင်းမွန်တဲ့ဘာသာရေးတစ်ခုခုကိုပြုလုပ်နေတာမျိုးတွေဖြစ်စေချင်ပါတယ်။မိမိတို့မွေးရမွေးရမှာတတ်တတ်လို့ဒီစားမယ်အဋိဌံပတိစိတ်ပေးတာမျိုး နော်တလ9သတင်းဒိတ်ထံဝင်လာတာမျိုးနော်ဒါမှမဟုတ်ရင်မိမိတို့အနေနဲ့နမောတတကိုတနေ့ကိုတရားရှိခောက်ရုပ်ဖတ်နေတာမျိုးပေါ့ကိုပါဇက်ကနေပြီးတော့အချိန်တိုင်းမှာမိမိတို့စိတ်ထဲကနေနော်မိမိတို့ရဲ့နှုတ်ကနေပြီးတော့မှနမောတတဘေကောဟာတော့အရဟတောတမန်တမုတ်တတဆိုပြီးတော့ရုပ်ပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါလေအညံ့လေးကင်းစင်သွားမှာဖြစ်ပါတယ် ကိုရှိကိုရောက်လာမဲ့မကောင်းတဲ့အန္တရာယ်တိုက်ခတ်နှောက်ယှက်တွေလည်းကဲဝေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့ဒီ၁၂လပိုင်းမှာအထူးဂရုစိုက်ရမယ့်ဓာတ်လဖြစ်ပါတယ်။အလုတ်ကိုင်နဲ့ပတ်သက်ပြီးတော့မှအောက်လည်ငယ်သားတွေအလုတ်ကိုင်နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းမှာမိမိသွင်းပေးလိုက်တဲ့လူနော်ကိုရဲ့လက်အောင်ငယ်သားတွေကကို့အပေါ်မှာမလိုမုန်းသည့်စိတ်တွေ နော်ရန်လိုမင်းထက်ပြုမူလာတာမျိုးကြီးတွေ့ရတပါတယ်အထူးဂယူဆိုင်ဖို့လိုအပ်ပါတယ်နောက်တစ်ခုအနေနဲ့တနင်္ဂနွေသားသမီးများသူဆိုလို့ရှိရင်ဒီ7လပိုင်းမှာမိမိတို့လုပ်နေတဲ့လှုပ်ဆောင်ချက်ကလေးမိမိတို့ရဲ့အလုပ်ငန်းတွေမိမိတို့ရဲ့အလုပ်တွေစိတ်ဝင်စားတာမျိုးတွေစိတ်တည်လီနေတာမျိုးတွေလည်းဖြစ်တတ်ပါတယ် ဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှစူးစမ်းသလောက်မအောင်မြင်လို့စိတ်တဲ့ကြလွယ်တတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်မိမိတို့အနေနဲ့အထူးဂရုစက်ရမှာ ဖြစ်ပါတယ်မိမိတို့စုဆောင်းထားတဲ့ရွှေငွေရတနာတွေနော်ငွေကြေးတွေရတယ်ဒီစက်တလာပိုင်းမှာမိမိရဲ့စိတ်ဆုံးဖြတ်ချက်တွေအလောတုံးဆုံးအလော30ပြုမှုဆောင်ရွက်လိုက်လို့ကုန်ကြသွားတာမျိုးတွေဆုံးရှုံးသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဒီဆက်တလပိုင်းမှာအထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ပါ။လူမှုရေးကိစ္စတွေမှာတတ်နိုင်သလောက်ဝင်မပါပါနဲ့။မိမိတို့လုပ်ငန်းပိုင်းတွေမှာကိုယ်ပိုင်လုပ်ငန်းတွေစတင်အကောင့်ထဲဖော်မယ်ဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့၃ရက် 16ရက်24ရက်ဒီအကောင်းဆုံးဖြစ်ပါတယ်အဲ့လိုနေ့ရက်မျိုးတွေမှာစိုင်းတေးဖွင့်တာမျိုးတွေလုပ်ငန်းသစ်စတင်တာမျိုးတွေအထူးကောင်းမွန်ပါတယ်ဒီလိုနေ့မျိုးတွေမှာဆိတ်ဆက်ကြောင်းလန်းခြင်းတွေမင်္ဂလာအမှုကိစ္စတွေပြုလုပ်မယ်ဆိုရင်လည်းအောင်မြင်ပါတယ်ဒီလိုနေ့မျိုးနေ့မျိုးတွေမှာမိမိတို့အနေနဲ့အရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ် ဒီ7လပိုင်း16ရက်နေ့ရဆိုလို့ရှိရင်တော့အကောင်းဆုံးနေ့ရက်တစ်ရက်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများဆိုရင်အာမခံကိစ္စမျိုးတွေလူမှုရေးနဲ့ပတ်သက်တာမျိုးတွေတော့မိသီကိစ္စမှဝင်မပါရင်ပို့ပြီးတော့ကောင်းမွန်ပါတယ်။မမျော်လင့်မဲနဲ့အမှုအခင်းတွေပါရင်ဖြစ်တတ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့လူမှုရေးကိစ္စတွေဝေးမှနေပြရမှာဖြစ်ပါတယ်။ မကောင်းတဲ့နမိတ်စကားတွေမကောင်းတဲ့သတင်းစကားတွေမကောင်းတဲ့နမိတ်တွေတွေးကြုံလာတဲ့အခါကျရင်လည်းမိမိအနေနဲ့ချက်ချင်းခေါင်းလျှော်ဖြစ်တာမျိုးတွေเนาะတယောကွန်မွန်သီးနဲ့ခေါင်းလျှော်လိုက်ရတာမျိုးတွေပြုတ်လုပြရမှာဖြစ်ပါတယ်။စိတ်ညစ်စရာတွေကြုံရတဲ့အခါမျိုးမှာလည်းမိမိအနေနဲ့ဘာမှ စိတ်တဲကိုမထည့်ဘဲနဲ့နမောတတဝူတာရွတ်ဆိုပြီးပါ။ ဒီ17လပိုင်းမှာဆိုလို့ရှိရင်ကိုယ့်လက်ထဲမှာငွေမများလဲကင်လို့မရတဲ့ကာလတစ်ခုဖြစ်ပါတယ်။ငွေတွေရင်းနှီးမြုပ်နိုင်လိုက်ပြီးတော့မှစုံစုံမြုပ်သွားတာမျိုးတွေလည်းစုံရှုံသွားတတ်ပါတယ်။အိမ်နွေးရေးမှာလည်းမသားမယားဖြစ်နေတတ်တယ်။ခါးနာတာတွေဒူးနာတာတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်။အဲ့တော့ပြောရမယ်ဆိုရင်ဒီ17လပိုင်းမှာတော့စိတ်တော့ကတော့ဒီ17လပိုင်းမှာမိမိတို့အနေနဲ့အခြေရေး ိမ်အောင်ကြီးတွေကတော့ကံကောင်းနေတတ်ပါနဲ့အလုံးနဲ့ပတ်သက်ပြီးတော့နော်ကံကောင်းမလို့နဲ့ညံ့သွားတာမျိုးတွေရှိပါတယ်အဲ့တော့မိမိတို့ခါတို့ချက်တောက်တို့နော်ထိကြိုက်တန်ရာတွေတွေ့ကြုံရတတ်ပါတယ်တနင်္ဂနွေသားသမီးများမိသူမဆို28နှစ်အသက်28နှစ်ရောက်ရှိနေတဲ့တနင်္ဂနွေသားသမီးများဆိုရင်တော့ သူများကြောင့်အမှုခင်းတွေဖြစ်တတ်တာမျိုးတွေယုံရောက်ရယုံရောက်လို့ပြဿနာတွေဖြေရှင်းရတာမျိုးတွေတွေ့ကြုံရတာပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးများဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အင်္ဂါနေ့ညနေစောင်းမှာတစ္ဆာပန်သုံးဝက်တရက်ညွတ်ရှင်ညွန်ကိုအိမ်ဖျားမှာဖျားပန်အဖြစ်ကတ်လူပေးထားမှာဖြစ်ပါတယ်။မိမိတို့အနေနဲ့စုတောင်းမှာတတ်တတ်လို့ရှိရစားပြီးပါ။ တွေ့ကြုံရမဲ့ဒုက္ခတွေကင်းငြိမ်းသွားမှာဖြစ်ပါတယ်။ကျမအနေနဲ့အကြံပေးချင်တာကတော့တနင်္ဂနွေသားသမီးများဒီကာလဒီ17လပိုင်းဆိုတဲ့အညံ့တွေကိုမိမိတို့အနေနဲ့ကင်းစင်သွားခြင်းနဲ့မိမိတို့လုံသမျှကောင်းကျိုးချမ်းသာတွေရရှိစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့မိမိတို့မှာအရေးကြီးတဲ့ကိစ္စတွေလည်းဆောင်ရွက်ဘို့ရှိနေတယ်ဆိုလို့ရှိရင်တော့ဒီ7လပိုင်းမှာ သင်္ကန်းတစုံလှူဒန်းပေးရမှာဖြစ်ပါတယ် အဲ့တော့မိတိတနင်္ဂနွေတာသမီမဆိုလှူဒန်းလို့ရပါတယ်။တင်ငန်းနဲ့ဆိုလှူဒန်းပြီးွားပြီဆိုတော့မိမိတို့အဲ့ဒီနေ့မှာပဲဘုဒ္ဓဘုဒ္ဓဘုဒ္ဓဆိုတာနဲ့ပတိစိတ်ပြီးရမှာဖြစ်ပါတယ်။ဘဏ္ဍပတ်ရရစိတ်ပြီးပါ။ခါကြီးရက်ကြီးဒီမှာတော့တတ်တတ်လွတ်စားပြီးရင်ပူပြီးတော့ကောင်းပါတယ်။မိမိတို့အနေနဲ့တိမ်ဝင်တဲ့လမ်းမှာတန်ပုံဖြစ်ရမယ်။တန်ပုံထဲမှာတဲအပြည့်ထည့်ပြီးတော့မှာ တိမ်ဝင်လန်းလေးကိုတဲလေးခင်းပြီးတော့မှမိမိတို့ရဲ့အညံခိုက်တွေကြည်ပါစီမိမိတို့ရဲ့လှုပ်ဆောင်သမျှတွေအောင်မြင်ပါစီလို့ပြောဆိုပေးရမှာဖြစ်ပါတယ်။ဒီရလေးကတော့တောက်ကြနေညနေဆောင်မှာပြုတ်လို့ပြင်ပို့ပြီးတော့အောင်မြင်တတ်ပါတယ်။အဲ့တော့ဒီတလမှာတနေ့ခုနေသားသမီးများကပြုတ်လို့ရမယ်စောင့်ရွေးရမယ်ရေရာရှိပါတယ်ဒါကတော့926កောင်းလှုပ်ပေးရမှာဖြစ်ပါတယ် ဖုန်းကြီးเจ้าကိုစွန့်ကြိုက်လီပို့ပေးပါစက်သားဟင်းနဲ့စွန့်ကြိုက်ပို့ပေးလို့ရပါတယ်မိမိတို့အနေနဲ့ဒီကာလာလေးမှာဆိုလို့ရှိရင်တော့မိမိတို့ရေရပန်းဟိုးအနေနဲ့ထိုးကျင်တယ်ဆိုလို့ရှိရင်တော့ကန်းကွန်ညွန့်25ညွန့်လှူဒန်းပေးရမှာဖြစ်ပါတယ် ကဲတနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုဤကြမ္မာခြင်းနေပြည့်စုံပြီးတော့စိတ်တော်တိုင်းလို့ကိုပါလူရာဆန္ဒကြီးပြည့်ဝနိုင်ကြပါစေရှင်